ရော်နယ်ဒိုမပါတဲ့ပေါ်တူဂီကပိုကောင်းတယ်လို့ပြည်သက်တွေချီးကျူးအာမေးနီးယားကိုပေါ်တူဂီကကိုကိုတကူနဲ့အနိုင်ရခဲ့တဲ့ပွဲပြီးမှာရော်နယ်ဒိုမပါတဲ့ပေါ်တူဂီကကစားပုံရောခြေစွမ်းရောပိုကောင်းတယ်လို့ပေါ်တူဂီပြည်သက်တွေကိုယ်တိုင်ချီးကျူးမှုတွေလုပ်ခဲ့ကြတာကြောင့်ရော်နယ်ဒိုရဲ့အနာဂတ်အတွက်ဝေဖန်သုံးသပ်မှုတွေပေါ်ထွက်လာခဲ့ပါတယ်မယူတင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်နဲ့ PSG ကွင်းလေကစားသမားယာအိုနီဗက်စ်တို့ကပေါ်တူဂီအတွက်ဟက်ဒရစ်အသီးသီးတွင်းယူနိုင်ခဲ့ပါတယ် ပွဲပယ်ပြစ်ဒဏ်ကြောင့်ရော်နယ်ဒိုမပါခဲ့ပေမဲ့ပေါ်တူဂီတိုက်စစ်နဲ့ကွင်းလယ်ကစားပုံကအကောင်းဆုံးအနေထားကိုရောက်ရှိခဲ့ပြီးစံချိန်တင်တွင်းကိုအရေးအတွက်နဲ့အနိုင်ရခဲ့တာပါပေါ်တူဂီပြည်သက်အများစုကရော်နယ်ဒိုပါတာနဲ့မပါတာကြားမှာပေါ်တူဂီအတွက်ကွာခြားတာကအတင်းလိုက်အင်ပြေအားပြေကစားနိုင်တာနဲ့မကစားနိုင်တာဖြစ်တယ်ဆိုတာကိုဒီပွဲမှာမြင်ခဲ့ရတယ်လို့ ရိုနယ်ဒိုဟာပေါ်တူဂီအတွက်အစားထိုးဖို့အရန်ခတ်တဲ့သူဖြစ်တယ်ဆိုတာကိုလက်ခံကြတာမှန်ပေမဲ့ပေါ်တူဂီအတွက်အကောင်းဆုံးဆိုတာကဘာလဲဆိုတာကိုအာမေးနီးယားနဲ့ပွဲမှာမြင်ခဲ့ရတယ်လို့ပြောကြားခဲ့ကြတာဖြစ်ပါတယ်။